တို့ရဲ့မိကုံကတော့ဒီပြည်တော်တို့ရဲ့တန်တရားဟာဗမာစပြီးတော့ဗမာဆုံးနိုင်မှလည်းရှင်ဗျာတခြားဘာသာတွေကတော့ဖန်ဆင်းရှင်မှာစပြီးတော့သူတို့ရဲ့ဖန်ဆင်းရှင်ဖျားမှာပဲဆုံးနိုင်လို့ဆိုပါတယ်အကယ်၍ဒီပြည်တော်တို့ဘာသာမှာတန်တရားဟာအစမရှိအဆုံးမရှိဆိုလို့ရှင်ဗုဒ္ဓဘာသာကို infinity ဝါဒလို့သတ်မှတ်လို့ရှင်ရောရနိုင်မှာလားရှင်ဗျာတန်တရားဟာဘယ်မှာစပြီးဘယ်မှာဆုံးတယ်လဲအဆုံးကတော့ရှိတယ်ဟုတ်ပါဗျာတရားဓမ္မကျင့်ပြီးတော့နိဗ္ဗာန်ရတဲ့အတိုင်းတန်တရားအဆုံးလို့ပြောတယ် မှန်ပါဗျာအစကဘယ်မှာစတာလဲလို့ဆိုအလုံးကိုရှေ့ကြတဲ့ဟာကိုအစရှာမယ်ဆိုလို့ရှိရင်တော့ကဘာပေါင်းမြောင်များစွာလက်ရှာနေလို့အစမရှိဘူးလို့မြတ်စွာဘုရားမဟောဘူးမှန်ပါဗျာအစကိုမသိနိုင်ဘူးလို့ဟောတယ်မှန်ပါဗျာမရှိဘူးနဲ့မသိနိုင်ဘူးကကွဲပြားတယ်မဟုတ်လားကွဲပြားပါတယ်တင်ပါဗျာမြတ်စွာဘုရားဟောတာကတန်တရာအစမရှိဘူးလို့ဟောတာမဟုတ်မှန်ပါဗျာအနမတက်ကိုယံဘိက္ခွေတန်တာရောဒီတန်လျာကြီးဟာ ဘယ်တော့ဆခဲ့တယ်ဆိုတော့အစကို မသိနိုင်ဘူးလို့ပြောတာနောက်ကြောင်းပြန်ကြည့်တော့လေအစကိုမသိနိုင်ဘူးဥပမာမဲ့ဆိုတော့မျိုးစိတ်လေးတစ်ခုရဲ့အစကိုရှာကြည့်အောင်တရက်စိတ်လေးတစ်ခုဒီတရက်စိတ်ဘယ်အရာလဲတရက်ပင်ကရတယ်တရက်ပင်ဘယ်အရာလဲတရက်စိတ်ကရတယ်အဲတရက်ပင်နဲ့တရက်စိတ်ကိုအစရှာကြည့်မယ်ဆိုရင်ရှာဖို့တွေ့နိုင်မှာမလားတွေ့နိုင်မှာပါကျက်မနဲ့ကျက်ဥကျက်ဥကဘယ်အရာကျက်မအရာ ကျမကြတော့ဘုရားရအချက်ဥပါရအကျမကျက်ဥလည်းပဲရှာလို့ရမှာမဟုတ်ဘူးမှန်ပါခဲ့ဘာကြောင့်လို့ဆိုရင်အလုံးကိုရှေလျားနေတဲ့အရာကြီးတစ်ခုကိုအစကိုသွားပြီးတော့ရှာလို့မရနိုင်တဲ့အတွက်ကြောင့်မသိနိုင်သောအစရှိတယ်အစကိုမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့ဆိုသိရှိဝေးနေတယ်မင်း light level တွေ့မှာမဟုတ်ဘူးမတွေ့နိုင်တော့ရှိဝေးတယ်မှန်ပါခဲ့မတွေ့နိုင်တာကို light ရှာနေရင် မင်းဘဝမှာကောင်းရာတွေလုပ်ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူး။မှန်ပါဗျာ။ဆိုတဲ့အနေနဲ့မြတ်စွာဘုရားတမန်ရအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတော့မဟုတ်ဘူး။ဒါကအမှန်တကွနော်။မှန်ပါဗျာ။ခြားဘာသာယူဆများကဘုရားမှာစပြီးဘုရားမှာဆုံးတယ်ဆိုတာလေ။ဒါတော့မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တယ်ဖန်ဆင်းရှင်ကစတယ်။မှန်ပါဗျာ။သူတို့မှလည်း ဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူးမှန်ပါဗျာအိန္ဒိယဖီလိုဆိုဖီကိုဖတ်ကြည့်လို့ရှင်ဒီစံခယဖီလိုဆိုဖီဆိုတာရှိတယ်စံခယဖီလိုဆိုဖီမှာပကတိသဘုတ်တန်နဲ့ဆိုရင်ပရကရတိလို့ခေါ်တယ်အဲပရကရတိဆိုတဲ့အရာကနေသသာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခုမှန်ပါဗျာအဲ့ဒါကို ပုရုษဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ် ်ဆံခရပြီလို့ဆိုပြီးရမှန်ပါဗျာဘာသာတရားဘာသာအယူဆလို့ဆိုတဲ့အထက်မှာတအားများတဲ့ယူဘာသာအယူဆတွေဟာတမန်ဗျာအခုခေတ်ပြောနေတဲ့ခရစ်ယာန်တို့အစ္စလာမ်တို့တွေမဟုတ်ဘူးအများကြီးပဲရှိတယ်နော်အများကြီးရှိတော့ဖះမှာစပြီးဖះမှာ ဆုံးတယ်လို့ပြောတဲ့လူတွေဟာခရီးတာကိုလက်ခံတဲ့လူတွေခေါ်ကိုလက်ခံတဲ့လူတွေအတွက်သာဖြစ်တယ်မှန်ပါဗျာမှန်ပါခေါ်ကိုလက်ခံတဲ့လူတွေအများကြီးရှိတယ်မှန်ပါဗျာနော်အဲကြောင့်မို့ဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာ ဘေဝရတုံးလို့ပြောမယ်ဆိုလို့ရှိရင်ဟိန္ဒူအစ်စင်ဟိန္ဒူအစ်စင်ဆိုဟိန္ဒူဝါဒကိုကြည့်မယ်ဆိုရင်သူတို့ကိုမြမဆိုတဲ့ခေါင်းကနေပြီးတော့ဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်ပြီးတော့နောက်ဆုံးမှဒီမြမကြီးနဲ့ပြန်ပေါင်းလိုက်လို့ရှိရင်တန်တရာဝကလွတ်တယ်ခေါ်တယ်မှန်ပါဗျာအဲ့ဒါမျိုးကြတော့ဖះမှာစားပြီးဖះမှာဆုံးတယ်လို့ပြောလို့ရတယ်မှန်ပါဗျာနော်မှန်ပါဗျာဒါကဟိန္ဒူဝါဒ ဗမာဆိုတာလဲနောက်ပိုင်းကျတော့သူတို့ကတတဝါမဟုတ်တော့ဘူးတကူရှင်မဟုတ်တော့ဘူးသဘာဝတရားတစ်ခုဖြစ်တယ်ဗမာပြသဘာဝတကနောက်ဆုံးမှာဖီလိုဆိုဖီနဲ့လိုက်ရှာလိုက်တဲ့အခါသဘာဝတရားတစ်ခုကိုသားလဲအဟမသမိဗြဟ္မာဆိုပြီးသူတို့ကသူကိုယ်တိုင်ဗြဟ္မာဖြစ်တယ်အဲ့ဗြဟ္မာလိုက်ပြီးတော့အကောင့်ထဲရှာလိုက်ပြန်တော့မရှိတော့ဘူးနောက်ပိုင်းကျတော့ဗမာပြအဲ့လိုထောင်ဖြစ်တယ်ဗမာပြဟိန္ဒူမှာဗြဟ္မာဆိုတာက creator ဗမာပြဘိရှင်နုက protector တမပြန်ရှိပန်းဆိုတာက destroyer ဖြက်ဆီးသူတမပြန်အဲ့တော့တိဆောက်သူကတယောက်ထိမ့်သိမ့်သူကတယောက်ဖြက်ဆီးသူကတယောက်ဖျားသုံးစုသူတို့မှာမှန်ပါဗျအဲ့တော့သူတို့မှာဒီရဲတယ်ဆိုတာလည်းမရှိဘူးပေါ့နော်မှန်ပါဗျအဲ့တော့သူတို့ရဲ့မောက်ရှာလို့ခေါ်တဲ့လွတ်မြောက်မှုဘဝရဲ့လွတ်မြောက်မှုဆိုတာဖျားသခင်ကဖန်ဆင်းလိုက်တဲ့အခါမကောင်းတဲ့ကံတွေကောင်းတဲ့ကံတွေလုတ်ပြီးတော့ ကံကြမ္မာရဲ့အနောက်ဖွဲ့ထဲမှာတန်တရာထဲမှာတည်တယ်။တည်တာကိုဖရာသခင်ကဖန်ဆင်းတယ်ဆိုတော့အတိညာရရင်ဝိဇ္ဇာ။အတိညာဝိဇ္ဇာလို့ခေါ်တယ်။အဲ့ဒီဝိဇ္ဇာရပြီးတော့ဖရာသခင်ဖန်ဆင်းသူနဲ့ပြန်ပေါင်းထုတ်ခြင်းဟာသူတို့အတွက်နိဗ္ဗာန်ပဲ။ဒါအဲ့ဒီဟိန္ဒူဝါဒအကြောင်းပြောပြတာနော်။ဘုရားဘာသာကအစမရှိ အဆုံးမရှိ infinity အယူဝါဒလို့သတ်မှတ်ရင်ဖြစ်နိုင်ပါသလားဆိုတာဒါမဟုတ်။မှန်ပါဗျာ။ ဲ့လိုတတ်မှတ်လို့မရဘူးမှန်ပါဗျာအစားမရှိဘူးလို့ပြောဘူးအဆုံးကလည်းမရှိဘူးလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာမြတ်စွာဘုရားရဲ့အဆုံးဝါဒကပါတော့စေအကြောင်းရှိရင်အကျိုးဖြစ်နေမယ်အကြောင်းကုန်ရင်အကျိုးရသွားမယ်ဒါပဲဖရာဟောတာနော်ဣမတ်တမိန်တတိဣရန်ဟောတိဒါရှိနေရင်ဒါရှိနေမှာပဲဖြစ်တယ်ဒီအကြောင်းတရားတွေရှိနေရင်အကျိုးတရားတွေရှိနေမှာပဲဣမတ်တဥပါဒာဒီအကြောင်းတရားတွေဖြစ်ပေါ်လာခြင်းကြောင့် ဣဒံဥပိ္ပစတိဒီကြိုးတရားတွေအဖြစ်နေမှာပဲဟုတ်ပါဘူးဣမတ်သမေအတတိဣဒံနာဟောတိဒီအကြောင်းတရားမရှိတော့ဘူးဆိုရင်ဒီအကျိုးတရားလည်းမရှိနိုင်ဘူးဣမတ်တနိရောဓာဣဒံနိရောစတိဒီအကြောင်းတရားချုပ်သွားလို့ရှိရင်ဒီအကျိုးတရားတွေလည်းချုပ်သွားမယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်အခုအလင်းလေးရနေတယ်အမှန်ပါအလင်းရနေတာဒီထဲမှာအမောင်းထဲမှာအလင်းရနေတာလျှက်စမိရှိနေလို့ရတယ် ဒီအလင်းလေးကိုလျှက်စမီကလှုပ်ပေးထားမှန်ပါဗျဖန်တီးထားအဲ့လျှက်စမီပြက်သွားတာနဲ့ဒီအလင်းကပြက်သွားမှာမှန်ပါဗျအဲ့လျှက်စမီရှိနေတဲ့ဗျအလင်းရှိနေလျှက်စမီဟာအကြောင်းမှန်ပါအဲ့ဒါကိုပြောတာမြတ်စွာဘုရားဟောတာတော့အကြောင်းရှိနေအကျိုးရှိ အကြောင်းမရှိတော့ဘူးဆိုရင်အကျိုးမရှိဘူးဆိုတော့ infinity ဝါရမဟုတ်ဘူးခင်ဗျာမှန်ပါဗျမှန်ပါစာမရှိဆုံးရှိဒါမှားနေတယ်ပေါ့ဒီလိုယူဆရင်မှားတယ်နော်